မင်္ဂလာပါခင်ဗျာ Revolut Baba News Channel ကနေပြီးတော့မေလ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဗုံပြင်းမြို့နယ်တနင်္သာရီဗုံပြင်းကော့တောင်းလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ point 13ည23ညခြေကုပ်စကမ်းကုန်းကိုအပိသက်သိမ်းပိုက်ရရှိခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် Black Cobra ပူးပေါင်းစစ်ကြောင်းက AP လ30ရက်နေ့ကစပြီးတော့ ဖြတ်တောက်ပိတ်ဆို့ထားတဲ့စစ်ကောင်စီရဲ့ point 13ည23ညခြေကုံစခန်းကုန်းကိုမေလ17ရက်နေ့မနက်ပိုင်းမှာအပိသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီ point 13ည23ညစခန်းကုန်းမှာဗုတ်ပြင်းမြို့အခြေစိုက်စကခ73လက်အောက်ခံခမရ999ခမရ99နဲ့ခမရ432တက်တို့ ူးပေါင်းပြီးတော့အထိုင်ချထားခြင်းဖြစ်ပြီးတော့အဲ့ဒီစခန်းမကြဆုံးရေးအတွက်စေကောင်းစီဘက်ကလေချောင်းပစ်ကူနဲ့အပြင်းထန်ခုခံခဲ့တော့လေစတင်တိုက်ခိုက်ပြီးစစ်နေရအကြမှာအထိနာနေတဲ့စေကောင်းစီတပ်သားများကစခန်းကောင်းကိုစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်းကိုထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အဲ့ဒီစကန်းကုန်းကိုနေမြေရှင်းလင်းတဲ့အချိန်မှာလက်နဲ့ခဲရမ်းများနဲ့စစ်သုံးဆောင်ပစ္စည်းများကိုတိမ့်စီရရှိခဲ့ပြီးတော့စကန်းအတွဲမှာစစ်ကောင်စီရဲ့ရုပ်အလောင်းများမြုပ်နှံထားတဲ့မြေချင်းများကိုလည်းတွေ့ရှိခဲ့ရတယ်လို့ဖော်ပြထားပါဗျ။မြေချင်းလေးခုတွေ့ရပါတယ် အလောင်းကြီးအတွက်ကတော့မိုင်းကြောင်မဖော်ရသေးဘူးလို့ Black Cobra Column ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။အခုလိုမျိုးစခန်းကုန်းကိုစုံခွာပြီးတော့ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုပူးပေါင်းစစ်ကြောင်းကလိုက်လံရှင်းလင်းလျက်ရှိပြီးတော့စစ်ကူလာတဲ့စစ်ကြောင်းများကိုလည်းဖျက်တောက်တိုက်ခိုက်နေစေဖြစ်တယ်လို့ Black Cobra Column ကအသိပေးထားပါတယ်။ကျွန်တော်တို့ဆက်လက်ပြီးတော့ဖျက်တောက်နေတော့မှပဲလို့စစ်ကြောင်းကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။အများပြည်သူခရီးသွားလာရမှာအတားအဆီးဖြစ်နေတဲ့စစ်ကောင်စီရဲ့ point 13ည23ညတောင်ကုန်းစခန်းကိုပူးပေါင်းစစ်ကြောင်းကတိမ့်ပိုက်ရှင်းလင်းခဲ့ပြီးဖြစ်ရာအဲ့ဒီစခန်းကိုစစ်ကူလာတဲ့ စစ်ကောင်စီနဲ့ပြူစောတိစစ်ကြောင်းများကိုလည်းလိုက်လံရှင်းလင်းနေသေးဖြစ်တဲ့အတွက်ကြောင့်ဘိတ်ဘုတ်ပြင်းလမ်းပိုင်းကိုအသုံးပြုခရီးသွားလာကြတဲ့ပြည်သူများအနေနဲ့အထူးသတိပြုပြီးတော့သွားလာကြရန်မြစ်တာရက်ခံထားတယ်လို့သိရပါဗျ။အထက်ပါဘုတ်ပြင်းနယ်မှာရှိတဲ့စစ်ကောင်စီရဲ့ point 13ည23ညစခန်းသိမ်းတိုက်ပွဲကို KNLA PDF ပူးပေါင်းထားတဲ့ Black Cobra Column နဲ့အတူ Big Province People Defense Force Black Cobra Wings Drone တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီးတော့ပူးပေါင်းစစ်ကြောင်းကတော်လိုင်းရဲဘော်တအူ6000မှဒဏ်ရာရရှိခဲ့ကြောင်း တင်ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တင်ကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ဒေါနာတောင်ကြီးမှာရှိတဲ့အောင်စီရစစ်ကြောင်းကစစ်သား၅ဦးလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်လာတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်မေလ12ရက်နေ့မှာကော့ကရိတ်မြို့နယ်ဒေါနာတောင်ကြီးကိုရောက်ရှိနေတဲ့အောင်စီရစစ်ကြောင်းကတပ်မ55လက်အောက်ခံတပ်သား၃ဦးဟာလက်နက်ခဲယားများကိုယူဆောင်လာပြီးတော့တော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့ထံမှအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အမှတ်31ဗျူဟာထံကိုဆက်သွယ်ပြီးတော့စစ်သားနောက်ဦးအလင်းဝင်ရောက်မှုရှိခဲ့တယ်လို့သိရပါဗျ။အလင်းဝင်တာကျွန်တော်တို့သိတဲ့လောက်ကတော့3ဦးပါ။အရင်ကတော့အမှတ်31ဗျူဟာမှုကိုတိုင်းဓာတ်ရိုက်လက်ခံထားတာ2ဦးရှိပါတယ်။အလင်းဝင်လာတဲ့စစ်သားတွေအတွက်ကတော့သက်ဆိုင်ရာလုံထုံးလုံနည်းတွေအတိုင်းပဲဆက်သွားမှာပါလို့ကြားပြူစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောကြားထားပါဗျ။အကြံဖတ်စစ်ကောင်းစီလက်အောက်ခံတပ်သားများအနေနဲ့မင်းအွန်လိုင်းနဲ့အာနာရှင်လူတစုအတွက်ပြည်သူလူထုကိုစန့်ကျင်ကအသက်ပေးပြီးတော့တိုက်ပွဲဝင်ခြင်းမပြုဘဲပြည်သူလူထုနဲ့အတူရပ်တည်ပြီးတော့ ပြည်သူကာကွယ်တပ်မတော်ထံမှအလင်းဝင်ရောက်ကြရန်ကြားပြုစစ်ကြောင်းကတိုက်တွန်းနှိုးဆော်ထားတယ်လို့သိရပါတယ်။ဒါ့အပြင်ဒေါနာတောင်ချီမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလည်းဘရော့ကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့ကြားပြုစစ်ကြောင်းကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားပါတယ်။မေလ12ရက်နေ့မှာကော့ကရိတ်မြို့နယ်ဒေါနာတောင်ကြီးကိုရောက်ရှိကတပ်ဆွဲနေထိုင်နေတဲ့အကြမ်းဖက် စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းကစစ်သားများကိုရော့ကက်လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သိဆုံးမှုရှိပြီးတော့အရေးအတွက်အတိအကျကိုတော့သိရှိနိုင်ဖို့အတွက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။သူတို့တက်ဆွဲထားတဲ့နေရာတွေကိုတိုက်ခိုက်ခဲ့တာပါဒေါနာတောင်ကြီးတဝိုက်မှာပဲမြေပြင်သတင်းအချက်အလက်တွေတော့မသိရသေးဘူး။အောင်ကြီးကစစ်ကြောင်းကိုကျွန်တော်တို့မြေပြင်ပူပေါင်းအဖွဲ့တွေကအစွမ်းကုန်ပိတ်ဆို့ဖြတ်တောက်နေပါတယ်။ပူပေါင်းအဖွဲ့ဆိုတာက KNLA အပါဝင်အမှတ်31ဗျူဟာအမှတ်32ဗျူဟာပေါင်းပြီးတော့ဝင်းရပိတ်ဆို့ထားပါတယ်လို့ကြားပြူစစ်ကြောင်းကတာဝန်ရှိသူတူကပြောကြားထားပါတယ်။ ကရင်ပြည်နယ်ရဲ့နေရာအနှံ့မှာတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့ဘေးကင်းရာအရပ်မှာသတိပြုနေထိုင်ကြရန်ကြားပြူစစ်ကြောင်းကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်ကပြည်သူစစ်ခေါင်းဆောင်ဆိုတဲ့သူနဲ့နောက်လိုက်တအုပ်ကိုတနက်နဲ့ပြစ်တက်ပြီးတော့တနက်ကြီးစံလက်ပြဘုံတွေကိုပါတိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြင်းကြံမြို့အမှတ်၁၈ရပ်ကဘောလုံးကွင်းအနီးလမ်းပေါ်မှာပြည်သူစစ်ခေါင်းဆောင်ရဲမင်းနဲ့ နောက်လိုက်အမျိုးသားတအုပ်တို့ရှိနေတဲ့အချိန်မေလ10ရက်နေ့ညနေ6နာရီခွဲလောက်ကတနက်နဲ့ပြစ်တက်ခဲ့တာလို့ဆိုပါရယ်လဖေးဆိုင်ရှေ့နာလမ်းပေါ်မှာ၃ယောက်သားစကားပြောနေတုန်းမှာတနက်နဲ့ပြစ်တက်ခဲ့တာပါနှစ်ဦးကတော့လမ်းပေါ်မှာလဲကြပြီးတော့တအုပ်ကတော့ထွက်ပြေးသွားတယ်လို့တိုက်ခိုက်ရမှာပါဝင်တဲ့ X Stars မြင်းကြံပျောက်ကြားတပ်ဖွဲ့ဝင်တအုပ်ကပြောပြခဲ့ပါရယ်ဒါအပြင် MA1 တလက် G30 တောင်ပြည်သူစစ်ကတ်နဲ့ငွေသားတချို့ကိုလည်းတင်စီနိုင်ခဲ့တယ်လို့ဆိုပါရယ်ရဲမင်းဆိုတဲ့သူဟာမြင်းကြံမျိုးပေါ်မှာစိုင်ကယ်၂ယောက်တွဲစီးတဲ့လူတွေကိုဖမ်းဆီးက ပါရိုက်တဲ့သူအဖြစ်နဲ့သတင်းကြော်စောသူဖြစ်တယ်လို့လည်းသိရပါဗါး A-Stars မြင်းညာပျောက်ကြားတပ်ဖွဲ့ Barmis Gorilla Force နဲ့ပြည်ချစ်သားအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တိုက်ခိုက်မှုအပြီးမှာလက်ဖက်ဆိုင်အနီးဝင်းကျင်တွေကိုစစ်ကောင်စီအဖွဲ့တွေကစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗါး A-Stars မြင်းညာပျောက်ကြားတပ်ဖွဲ့နဲ့မဟာမိတ်တွေဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ9ရက်နေ့ညနေ9:00နာရီခွဲလောက်ကလည်းမြင်းကျန်မြို့နယ်မြောက်ကျွန်းရွာမှာအထိုင်ချနေတဲ့စစ်သားတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့သခိုင်းတိုင်းမုံရွာမြို့နယ်ကြောက်စစ်ပုံအမြောက်တပ်ကိုလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအချမ်းဘတ်စေကောင်းစီတပ်သား၈ဦးသေဆုံးခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မေလ12ရက်နေ့မနက်10:30မိနစ်အချိန်ကမှမုံရွာမြို့နယ်ကြောက်စစ်ပုံအမြောက်တပ်အထိုင်တရင်ကို60မမ6လုံးနဲ့120မမ3လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအချမ်းဘတ်စေကောင်းစီတပ်သားများနေထိုင်ရာအဆောင်များအတွင်းထဲကို ထိမှန်ကြောက်ပောက်ကွဲခဲ့ပြီးတော့တပ်သား၈ဦးသေဆုံးကအများပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့ဘက်က60မမ6လုံးရဲ120မမ1လုံးရဲပြစ်ပြီးတဲ့အခါမှာသူတို့ဘက်ကအမြောက်တပ်ထဲကနေပြီးတော့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်ပစ်သေးတယ်။သူတို့ဘက်ကရန်တမ်းပြီးတော့ပြစ်တာဆိုတော့ထိရောက်မှုတော့မရှိဘူး။လက်နက်ကြီးကသူတို့အဆောင်တွေပေါ်ကိုကျတာအဆောင်တွေပေါ်ကိုကျတဲ့အချိန်မှာ၈ဦးသေတာပြီးတော့၈ဦးအပြင်တခြားဒဏ်ရာရတဲ့သူတွေကိုအိမ်စည်းကားတွေနဲ့ခေါ်ထုတ်သွားပြီးတော့မုံရွာဆေးရုံကြီးကိုပို့တယ်ဆိုတာအတိပြုနိုင်ပါတယ်လို့ အာနာရှင်တော်လိုင်းရေးပြည်သူတက်မတော် ADPI တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုအမေသားချားသုံးပေါ်ရင်းမာပင်ခရိုင်တပ်ရင်းအမှတ်30တပ်ခွဲ4နဲ့မြောက်လွင်ပြင် local တပ်ပေါင်းစုရင်းမာပင်ခရိုင်တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဖားဆောင်မြို့မှာစိတ်ကောင်းစီကလာရောက်ပြစ်ချပေးခဲ့တဲ့ပျက်စီးတချို့ကိုတော်လိုင်းရေးတပ်ဖွဲ့များကရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီတပ်ကဖားဆောင်မြို့တွင်မှကြန့်ရှိနေတဲ့၎င်းတို့ရဲ့တပ်သားတွေအတွက်လေရင်နဲ့စစ်သုံးဆောင်ပစ္စည်းများကိုလာရောက်ပစ်ချပေးခဲ့တယ်လို့သိရပါဗျ။စစ်သုံးပစ္စည်းတွေအပြင်စစ်ဖက်ကရိခါကြောင့်အသားကြောင့်နဲ့တကူရည်အသုံးဆောင်ပစ္စည်းတွေဖြစ်တဲ့သွားတိုက်တန်းသွားတိုက်ဆေးအဝိရှော့ brush တွေပါပါဝင်တယ်လို့သိရပါဗျ။အဲ့ဒီပစ္စည်းတွေဟာစစ်ကောင်စီတပ်ထံကိုမရောက်ရှိပဲတော်လိုင်းရေးတပ်များအဖွဲ့ထံကိုရောက်ရှိသွားတာဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ကလေရင်နဲ့အသုံးဆောင်ပစ္စည်းတွေထည့်ထားတဲ့အထုပ်30ထဲမနည်းကို airdrop နဲ့ပြစ်ချခဲ့တာဖြစ်ပြီးတော့တချို့ဟာတန်လွင်မြစ်ထဲကိုကျရောက်သွားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့စကိုင်းတိုင်းမြင်းမှုမြို့နယ်လက်ထုတ်တော်ရွာကပြည်သူ32ဦးကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုအပါအဝင်အကြမ်းဖက်စစ်ကောင်စီကကျူးလွန်ထားတဲ့ရာဇဝတ်မှုများပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့အတွက်ကြောင့်နိုင်ငံတကာအတိုင်းဝိုင်းကထိရောက်စွာအရေးယူပေးရန်အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဝန်ကြီးဌာနကမေလ12ရက်နေ့မှာတိုက်တွန်းထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ9ရက်နေ့မနက်9နာရီခန့်ကမြင်းမှုမြို့နယ်ဂွေးပင်တော်ဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့ချင်းမြန်တက်မဌာနချုပ်33လက်အောက်ခံအမှတ်73ချင်းမြန်တရဲအမှတ်909စစ်မြေပြင်အင်ဂျင်နီယာတရဲအမှတ်969ထောက်ပံ့တဲ့ဆက်သွယ်ရေးတရဲနဲ့စစ်မှုထမ်းဟောင်းများနဲ့ဖွဲ့စည်းထားတဲ့ပြူစောတိစုပေါင်းတပ်အင်အားစုစုပေါင်း80ခန့်ဟာမြင်းမှုမြို့နယ်လက်ထုပ်တော်ကျေးရွာအတွင်းကိုပိတ်ဆို့ပြီးတော့လက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်ဝင်ရောက်ပြီးတော့ဖုန်ကြီးကျောင်းအတွင်းကိုဝင်ရောက်ပုံခုနေတဲ့ ်ပြည်သူများကိုအဆုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအခုလိုမျိုးအကြမ်းဖက်စစ်ကောင်စီတပ်သားများပြစ်ခတ်ဝင်ရောက်တဲ့အချိန်မှာပြည်သူ၆ဦးနေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံပြီးတော့ဖုန်ကြီးကြောင်းတဲကိုထွက်ပြေးတိမ်းရှောင်ပုန်းခိုလျက်ရှိတဲ့အရက်သားပြည်သူများကိုဖမ်းဆီးပြီးတော့အမျိုးသား24ဦးနဲ့အမျိုးသမီး2ဦးတို့ကိုဥကောင်းကိုတနက်နဲ့ပြစ်ခတ်ကအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တယ်လို့သိရပါဗါးတိုက်ဆုံသူများဟာအသက်15နှစ်ကနေ60နှစ်အတွင်းဖြစ်တယ်လို့သိရပါဗါး အဲ့ဒီဝေရောက်စီးနေပြစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရတဲ့ပြည်သူ18ဦးကိုဆေးရုံသို့ပို့ဆောင်တဲ့အချိန်လမ်းမှာတအူးထပ်မံတိတ်ဆုံးသွားတဲ့အတွက်ကြောင့်စုစုပေါင်းတိတ်ဆုံးသူ32ဦးထိရှိနေပြီလို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များဟာကလေးတိုင်ငယ်များနဲ့အမျိုးသမီးများအပါအဝင်အရက်သားပြည်သူ20ကျော်ခန့်ကိုကြေးရွာကနေနှစ်မိုင်ကျော်ကွာဝေးတဲ့ဂွေးပင်တော်ရွာဖုန်ကြီးကျောင်းကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များကကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်အိုးအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ရာလူနေအိမ်များအလုံးမီးလောင်ပြာကျသွားတယ်လို့သိရပါဗါဒအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဟာစစ်ရာဇဝဲမှုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝဲမှုများကိုစနစ်တကျကြဲကြဲပြန့်ပြန့်ကျူးလွန်လျက်ရှိပြီးတော့အရဲသားများကိုပြစ်မှတ်ထားတိုက်ခိုက်မှုများကိုဇက်တိုက်ကျူးလွန်လျက်ရှိရာအခုလိုမျိုးစင်ကျင်တုံတရားကင်းမဲ့စွာနဲ့ရုံမှရက်ဆက်တဲ့ကျူးလွန်မှုများကိုပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားတယ်လို့သိရပါတယ်အဲ့ဒီကျူးလွန်မှုနဲ့ပတ်သက်ပြီးတော့အသေးစိတ်အချက်အလက်များကိုမြို့သားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ကောက်ယူမှတ်တမ်းတင်ထားပြီးတော့စစ်ရာဇဝတ်မှုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများအထွတ်တရားမျှတမှုဖော်ထုတ်နိုင်ရန်အတွက်ဖြစ်နိုင်သမျှတရားစီရင်ရေးရန်တရားတွေကနေတစ်ဆက်ဆက်လက်ပြီးတော့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းအသိပေးထားပါတယ်။အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဟာ၎င်းတို့ရဲ့ထက်ခါတလဲလဲကျူးလွန်မှုများအထွတ် အခုအချိန်ထိကိုပြစ်ဒဏ်များကင်းလွတ်ခွင့်ရနေပြီးတော့နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ပုံမထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရန်အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကတိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းပလဲမြို့နယ်လုံသားရွာကိုအကြမ်းဖက်စေကောင်းစီကမီးရှို့ဖျက်ဆီးရာနေအိမ်90ကျော်မီးလောင်ပြကျခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ10ရက်နေ့မွန်လယ်12နာရီကမှာပလဲမြို့နယ်လုံသားကြီးရွာကို အချမ်းပတ်စစ်ကောင်းစီနဲ့ပြူစောတိအင်အား90ခန်းကဝင်ရောက်စီးနှင်ကပြည်သူပိုင်နေအိမ်များကိုမိရှုဖြတ်စည်းခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။လုံသားရွာကိုအချမ်းပတ်စစ်တပ်နဲ့ပြူစောတိတွေကအင်အား90ကျော်လောက်ပေါင်းပြီးတော့အချောင်းမဲ့ဝင်ရောက်ပြီးတော့စီးနှင်တာပါ။စစ်ကြောင်းထိုးလာတာမဟုတ်ဘူး။ရွာကိုပဲဝင်စီးပြီးတော့မိရှုတာ။အင်ဂျင်90မီးလောင်ပြက်စီးသွားတယ်။ပြည်သူတွေထိခိုက်ဒဏ်ရာရတာတော့မရှိဘူး။လက်ရှိမှာတော့လုံသားကျေးရွာကပြည်သူတွေကကျေးရွာတွေကိုပြန်လဲဝင်ရောက်ပြီးတော့နေထိုင်နိုင်ခြင်းမရှိသေးဘူး။ စစ်ကြောင်းကတော့ထွက်သွားပြီတော်တဲ့တောင်းတဲ့လေယာမြေတွေထဲမှာဆက်လက်ပြီးတော့အဆင်ပြေသလိုစားတောက်နေထိုင်နေရတယ်လို့သကိုင်းပြည်သူဖေးမကူကွန်ရက်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။လုံသားကြီးရဟာအင်ဂျီ130ဝန်းကျင်ကန်ရှိပြီးတော့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာလက်ရှိအချိန်မှာအင်မတီရွာနဲ့ဇီးပြူကုန်းရွာမှာအထိုင်ချတပ်ဆွဲထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။